ရွှေတွေအများကြီးဝုလို့ကြက်ခံရတဲ့အဖွာရှင်တီတဒင်းကဒီနေ့ငါးလပိုင်းစနေနေ့ထိုင်းနိုင်ငံနက်ခွန်စီသမရတ်မှာဖြစ်သွားခဲ့တယ်။ဆုံးသွားတဲ့အဖွာကအသက်89နှစ်ရှိပြီးအဖွာကလူအိုဆိုတော့လတိုင်းလတိုင်းအဖွာလူအိုထောက်ပံ့ခြင်းငွေရတယ်ရှင်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့9ရက်နေ့နနက်10:19မိနစ်အချိန်လောက်မှာ အဖွားကပန်မာလူအိုထောက်ပံ့ကြီးငွေကိုတွားထုတ်ဖို့အဖွားရဲ့အိမ်ရှိနာကစင်ကယ်တက်ဆီကိုခေါ်လိုက်တယ်ရှင်စင်ကယ်တက်ဆီမောင်းတဲ့သူရဲ့နာမည်ကနိုင်တည့်အသက်55အဖွားပြင်ထွက်တိုင်းနိုင်တည့်ရဲ့စင်ကယ်ကို၅စီးလာတာ၅နှစ်ရှိသွားပြီအဲ့ဒီနေ့လဲပုံမှန်အတိုင်းအဖွားကနိုင်တည့်ကိုခေါ်ပြီးပန်ကိုတွားလိုက်တယ်အဖွားနိုင်တည့်နဲ့ထွက်သွားပြီးကလေးကအဖွားအိမ်ကိုပြန်မလာတော့ဘူး သားသမီးတွေကညအထိဆောက်လဲအဖွားကပြန်ရောက်မလာတော့ရဲစခန်းမှာတွားပြီးလူပြောက်တိုင်ကြလိုက်တယ်။တေချာတာကတော့အဖွားကဓမြတိုက်ခံရတာ။ဘာလို့လဲဆိုတော့လေးချိန်ငါးချက်ရှိတဲ့ရွှေဆွဲကြိုးကိုအဖွားဝတ်ထားတဲ့ရွှေလက်စွပ်တကွင်းလဲဝတ်ထားတဲ့ပြီးတော့အဲ့ဒီတဲ့အဖွားကဗန်မှာလူအိုထောက်ပံ့ခြင်းတော့ထောက်တာရှင်း ဒါကြောင့်အဖွားရဲ့ကိုပေါ်မှာရွှေရောငွေရောအများကြီးရှိတယ်။အဖွားကိုဘန်ကိုခေါ်သွားတဲ့သူကနိုင်တည့်ဖြစ်မှန်းအဖွားရဲ့သားသမီးတွေကတီတော့နိုင်တည့်ကိုတွမ်းမိကြတယ်။နိုင်တည့်ကသူဘာမှမလုပ်ရဘူး၊သူမတိဘူး၊သူအဖွားကိုဘန်မှာတွားပို့ပြီးအဖွားကသူ့ကိုအရင်ပြန်သွားခိုင်းလိုက်တယ်။ ခဏနေအဖွားရဲ့တာသမီးကအဖွားကိုဒီပံမှာလာကြုံမယ်လို့အဖွားအဲ့လိုမျိုးပြောလို့လို့နိုင်တည့်ကပြောခဲ့တဲ့ရှင်လမ်းပေါ်ဒီမှာရောဘန်ထဲမှာရော CCTV ရှိတယ်ဒါကြောင့်အဖွားရဲ့တာသမီးကအဲ့ဒီ CCTV ခဲကနေပြန်လိုက်ကြည့်လိုက်တယ်အမှန်တော့နိုင်တည့်ကလိန်လိုက်ရှင်နည်းနည်း10နေ16မိနစ်အချိန်မှာနိုင်တည့်ကအဖွားကိုဘန်ကိုတွတ်ပို့ခဲ့တယ်ပြီးတော့နိုင်တည့်က အဖွားကိုအဲ့ဒီဘဏ်မှာပဲစောင့်နေခဲ့တဲ့ဖွားကငွေကိုတွားထုတ်ပြီးဟင်းဆိုင်တဆိုင်မှာဟင်းတော့ဝယ်ဖို့နိုင်တည့်ဆိုင်ကနေထွက်သွားလိုက်ကြတယ်အဖွားကအမြဲတမ်းဒီလိုမျိုးလုပ်နေကြတယ်ရှင်အဖွားအပြင်ထွက်တိုင်းအဲ့ဟင်းဆိုင်ကိုတွားဝယ်တယ်လို့သားသမီးကပြောတယ်အဲ့ဒီနေ့လေအဖွားတွားဝယ်တယ်ပြီးတော့နိုင်တည့်ကပဲအဖွားကို ခေါ်သွားတာအဖွားကိုသွားပို့တာနိုင်တည့်ရသူမပို့ခဲ့ရဘူးလို့လင်ခဲ့တာရှင်အဖွားနဲ့နိုင်တည့်ရအဒီဘန်ကနေထွက်သွားပြီးအဖွားကပျောက်သွားတာအခြား CCTV ကနေလိုက်လို့လည်းမရတော့ဘူးအဖွားရဲ့သားသမီးတွေကရဲကိုပြောတယ်နိုင်တည့်ကိုတန်တရားဝင်နေအဲ့တော့နိုင်တည့်ကိုခေါ်ယူစစ်ဆေးမှုလုပ်ပါလို့တောင်းဆိုလဲရဲကတက်တဲအထောက်အထားတွေမရှိလို့နိုင်တည့်ကိုခေါ်ယူစစ်ဆေးလို့မရဘူးလို့ပဲပြောတယ် ဆယ်ရက်နေ့မှာနိုင်တည့်ကသူ့ရဲ့အိမ်မှာရှိနေတော့မဲ့ရဲနဲ့အဖွားရဲ့သားသမီးနဲ့အဖွားကိုရှာလာတာဒီနေ့နဲ့ဆို၄ရက်ရှိပြီရှင်ဒီနေ့နေ့လယ်မှာတော့သူများကအဖွားကိုခြုံပုတ်ထဲမှာတွားတွေ့ပြီဒါပေမဲ့အဖွားကအသက်မရှိတော့ဘူးရှင်လူဆိုးကအဖွားကိုဆလာအိတ်ထဲထည့်ထားပြီးအဲ့ဒီခြုံပုတ်ထဲမှာပြစ်ထည့်ထားတဲ့ရဲတွေကအဲ့ဒီဆလာအိတ်ကိုဖြီကြည့်တော့အဖွားကအဲ့လိုမျိုးလောက်နေတက်ကုန်ပြီးရေပုတ်ကုန်ပြီးအဖွားရဲ့လက်ပင်းမှာ ကျိုးနဲ့ခြိထားခံရတဲ့လူဆိုးကအဖွားကိုအဲ့လိုမျိုးအသက်ရှူမရအောင်လှုပ်သွားတာလေပြီးကိုခြိသွားတာပြီးတော့ အဖွာဝတ်ထားတဲ့ရွှေတွေလက်စွပ်တွေငွေတွေလည်းမရှိတော့ဘူးအဖွာဓမြတိုက်ခံရတယ်ဆိုတာတေချာတယ်ရှင်လောက်ထိအသက်ကြီးတဲ့အဖွာကိုလှုပ်ရက်တဲ့အဖွာကိုတနာပါတယ်ရှင်အဖွာကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်လူဆိုးကတော့ဘယ်သူပဲဝါဆိုတာမေးစရာမလိုတော့ဘူးအဲ့ဒီနိုင်တည့်ဆိုတဲ့လူပဲနိုင်တည့်ရဲ့သူငယ်ချင်းတွေကလည်းပြောကြတယ်နိုင်တည့်ကလောင်းကစားတွေအရန်လှုပ်တဲ့အဲ့လိုမျိုးကြက်တွေအာချခိုင်းတဲ့အချိန်အဲ့လိုမျိုးလောင်းတဲ့တွေလှုပ်တယ်တဲ့ရှင်ပြီးတော့နိုင်တည့်က တီးခဲတဲ့ဆယ်ရက်နေတော့ကနေတည့်ကအဲ့ဒီကြက်နေရာမှာပိတ်ဆံအထုတ်ကြီးအထုတ်တဲ့တန်တွေထုတ်ပြတော့ကိုလည်းတွေ့ခဲ့တယ်တရှင်နေတည့်တခါမှအဲ့လိုမျိုးပိတ်ဆံမရှိဘူးနေနေအဲ့လိုမျိုးပိတ်ဆံရှိတယ်ပြီးတော့အဖွားနဲ့နောက်ဆုံးနေတဲ့သူကလည်းအဲဒီနေတည့်ရဆိုတော့လူဆိုးကနေတည့်ဖြစ်မှန်းတေးချတယ်ဒါပေမဲ့အခုရဲနေတည့်ကိုတွားရှာတော့နေတည့်ကမရှိတော့ဘူးထွက်ပြေးတော့ပြီပြောကြတာကတော့အခုနေတည့်ကဖူကစ်လာဒါမှမဟုတ်ကော့စမွေလာရောက်နေတယ်လို့ပြောကြတယ်ရှင် အခုနောက်ပိုင်းဒီလိုမျိုးတည်ရင်အရန်များတဲ့ရွှေတွေဝုလို့ဓမြတိုက်ခိုင်ရတာလေရှင်အဲ့တော့ဖြစ်နိုင်ရင်ရွှေတွေတံပေါ်ရှိတဲ့ပစ္စည်းတွေမဝတ်ကြပါနဲ့တတိထားပြီးသွာလာကြပါရှင်ဘတုကမယုံလို့မရတဲ့ခက်